ထေရဝါဒဗုဒ္ဓဘာသာမှာတဲ့ပေတင်ယုံကြည်မှုဟာမြန်မာနိုင်ငံအတွင်းကိုဘယ်ဒီဘက်ကလာမှာဝင်ရောက်ခဲ့ရပါလေတဲ့ဒီဘီရင်အပေါ်မှာယုံကြည်မှုရောဆရာအနေနဲ့ဘလို့မြင်ပါတလဲဆရာဆိုပြီးတော့မေးထားပါတယ်ဒီထေရဝါဒဗုဒ္ဓဘာသာမှာတဲ့ဘီရင်ယုံကြည်မှုဟာမြန်မာနိုင်ငံအတွင်းကိုဘယ် ဟင်ဘယ်ကာလမှာဝင်ရောက်ခဲ့တာပါလဲတဲ့ဒီဘီရင်အပေါ်မှာယုံကြည်မှုရောဆရာအနေနဲ့ဘယ်လိုမြင်ပါသလဲဆရာဆိုပြီးတော့မေးထားပါရှင်ဘီရင်နဲ့ပတ်သက်လာရင်ဒီဘီရင်ပညာရက်ကမြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မမူခင်တည်းကရှိနေတဲ့ပညာရက်ပါနော်အဲ့ဒီထက်ကပေါ်တာပါမြန်မာနိုင်ငံကိုရောက်တာကတော့သမိုင်းမှတ်တမ်းနဲ့ဆိုရင်သေခိတ္တရာခေတ်ကနေစပြီးတော့ရောက်ရှိလာတယ်လို့ပြောရမယ်နော်ဘသူတွေကတည်လာလဲဆိုတော့ဒါရှင်းတယ်အိန္ဒိယဗြဟ္မဏလူမျိုးတွေပုံသားတွေကတည်လာတာပဲလေအဲ့တော့သေခိတ္တရာခေတ်ဆိုတာကဘယင်စနစ်တွေအုပ်ချုပ်နေကြတာ အဲ့တော့ဟိုတုန်းကရှိတဲ့ဘရင်တွေကစဒီဘရင်တို့လက္ခဏာတို့တရားတဆင်တို့အယုံကြည်လွန်ကဲတယ်။နော်ဘရင်ကိုလွန်ကဲတယ်ယုံကြည်မှု။လွန်ကဲတော့ရှင်ဘရင်မမဟုတ်ဘူးဗျာ။ထေရဝါဒဘုန်းကြီးတရားစဘရင်ပညာကိုလေ့လာလိုက်စားတယ်အဲ့ဒီခေတ်မှာ။လေ့လာလိုက်စားတဲ့ဆိုဟိုဟောဖို့စီးပွားရေးအနေနဲ့မဟုတ်ဘူး။လောကီပညာရတရားအနေနဲ့သူတို့ကသိကျင်တဲ့သဘောနဲ့ဟိုလေ့လာလိုက်စားကြတာပေါ့နော်။အဲ့ဒီလိုဟာမျိုးတွေလေ့လာလိုက်စားတာ။အမှန်တကယ်တော့ဒီဘရင်ကျမ်းတွေဟာသူတည်းဒီဆက်ဆက်နဲ့ကျွန်တော်တို့ဟိုလေ့လာရင် ရှေ့ခေတ်အာရိယန်လူမျိုးဆိုတာရှိတယ်ရှေ့အကျဆုံးအာရိယန်လူမျိုးတွေအဲ့ဒီအာရိယန်လူမျိုးတွေကဟိုစရစတိဆိုတာရှိတယ်ဟိုမြန်မာတော်ကတော့သူရသတိခေါ်တာပေါ့ဗျာမြင့်မြင့်နာမယ်အဲ့ဒီစရစတိဆိုတဲ့မြင့်ညာဘက်မှာနေပြီးတော့အဲ့ဒီခုနပြောတဲ့ကျမ်းတွေကိုဟိုထောင်နဲ့တောင်နဲ့ရေးကြတာပဲနော်ဗေဒင်ကျမ်းတွေကိုရေးကြတာပဲအဲ့ဒီဗေဒင်ကျမ်းတွေကနေပြီးတော့တဆင်ရသေးတွေကနေလက်ဆင့်ကမ်းပေါ့ပုံသားတွေကလက်ဆင့်ကမ်းပြီးတော့မြန်မာနိုင်ငံတွင်းကိုရောက်လာတာအဲ့တော့ဓမ္မစရီမင်းလက်ထက်မှာရောက်တဲ့ခါကျတော့ဒီဗေဒင်ဖုန်ကြီးတွေ ဟိုတာကနာမှာမရှိစေရဆိုပြီးတော့ပြန်တန်းနေပါလေထုတ်ပြီးတော့နေကိုရတဲ့ဟိုအခြေအနေကိုရောက်လာတယ်။အဲ့တော့ပြောရင်တော့နောက်ဆုံးရသေးပေါ့ဗျာရသေး၈000ဆရာပေါင်းလို့ပါလို့ဆိုပြီးတော့စိတ်ရှိလက်ရှိလျှောက်ရေးကြတာပေါ့ကျမ်းပေါင်းများစွာရေးကြတဲ့အခါမှာသာသဘောကြကြသဘောဆိုင်အောင်ပြောတာပါအချို့သောတရာကျန်းတွေစံကျန်းတွေအကျိုးပြုပေမဲ့ကျန်တဲ့ဟာတွေကတော့သိရမရတယ်များတယ်ရသေးတယ်ဖြစ်ကြတာအဲ့တော့သူတို့မှလည်းပဲကျင်းကျင်းဝကျင်းထုံးတွေလုပ်ကြတယ်အာရှရမကျင်းထုံးပေါ့နော်အဲ့ဒီမတိုင်ခင်ပြောရင်ဘေးတွေမှာသူက၄မျိုးရှိကြပါဘူးဗျာ ဣရုရဲ့ဟိုယဇုရဲ့တာမရဲ့အထပ်နာရဲ့ဆိုလေးမျိုးရှိတယ်။အဲ့ဒီဣရုရဲ့ယဇုရဲ့တာမရဲ့အဲ့ဒီသုံးခုကနေလနခတ်တွေကိုဒါကြမ်းမြင့်ခွဲလိုက်တာ။နေလနခတ်တွေကိုကြည့်ပြီးတော့ပြောကြဟောကြတာပေါ့။အထပ်နာဆိုတာကအထပ်နာယတိရနဲ့တီးထွင်တာ။ကြကားတော့မန်းမှုတ်တာလို့ဆေးပြောင်းနိုင်ထွန်းလာတယ်ပါလို့အဲ့ဒီဟာတွေပေါ့နော်အဲ့တော့သူတို့မှကျင့်ဝင်ကျင့်ထုံးတွေလုပ်ထားကြတယ်အာရှသမန်ကျင့်ဝင်ကျင့်ထုံးကြသူကဘာလဲလို့ဆိုတော့ ပထမအရွယ်မှာရသေတရားပေါ်ပင်မနာတွေပထမအရွယ်မှာပညာရှာတယ်ပေါ့ဒုတိယအရွယ်မှာစီးပွားရယ်သမိသားရယ်ရှာဖွေတယ်ပေါ့နော်တတိယအရွယ်ကြောက်တော့စီးပွားနဲ့သမိသားကိုထားပြီးတော့ဇနီးမယားနဲ့သူနဲ့ကတောထွက်ရတယ်ဒါတတိယအရွယ်စတုတ္ထအရွယ်ကျရင်သူကဇနီးမယားပါထားခဲ့ပြီးတော့သူတပါးလဲတူဦးရေသိပ်ပို့ပြီးတော့တော်တဲ့တောင်နဲ့နေကြအထုတ်ကြတယ်ဒါပေမဲ့ အမှန်တော့အရိယာစတာပဲယသိစိတ်ဖြစ်စွာကြဘူးမဟုတ်ယသိတရားအဲ့လိုတပါးတဲ့နောက်ဆုံးသရုပ်ဓာရေမှာတော်ထက်သွားတဲ့ခါကျတော့အလုတ်ကိုင်းလည်းမမြင်ရမရှိဘူးလေ။ဟောမြတ်စွာဘုရားရှင်ပွင့်ထွန်းတော်လည်းမမှုသေးတဲ့အတွက်သစ္စာလေးပါးဘာမှသိရမလို့သူကသူရန်တုံနေကြတာပေါ့လှုပ်ကြတာပေါ့ဒါပေမဲ့ဟိုကိလေသာညင်းအောင်တော့လှုပ်တယ်ပေါ့ဗျာလှုပ်တဲ့ခါမှာသူကဟွာလေးတွေခန္ဓာလေးတွေကွဲသွားတယ်။အချို့သောယသိတရားမိတို့ရဲ့ဝင်နေထွက်လေလေးကိုရှင်းကျင်ပြီးတော့မှတ်သားတယ်ပေါ့ဗျာဒါမှဒါမဲ့သတိပဋ္ဌာန်တွေကအာနာပါနသတိပဋ္ဌာန်နဲ့တော့မတူဘူး နော်သူကသူသူနိသူဟန်နဲ့လို့လောက်ကြတာဒါတော့စင်ကန်တော်တို့ပေါ့အဲ့လိုမှတ်ထားပြီးလောက်ကြတော့အိန္ဒိယမှာပါကြံခဲ့လဲဆိုတော့ယောဂနီးဆိုတဲ့ဟာယူကြံခဲ့တယ်ရသေးတရားနောက်ဒုတိယရသေးကြတော့သူကကောင်းကင်မောကြီးရရသေးပေါ့ဗျာအပေါ်ပိုင်းစိတ်ဝင်စားတော့အဲ့တော့နီလာနှစ်ခတ်တရားတွေကိုသူကမှတ်သားတယ်ပြည့်ပြည့်ကြောင်းလဲပုံတွေကိုယောဂဖြစ်ရတဲ့နဲ့တက်ဆိုင်ကြည့်တယ်အတိုက်ဖြစ်ပံများတဲ့ဟာလေးတွေကိုတက်ဆိုင်မှုတွေကိုမှတ်သားရတယ်ဒီလိုနဲ့ဒါကသူပညာရတစ်ခုလောက်တော့ပေါ့ထားပါတော့ဒါကျမ်းမြင့်ပြောတာ တချို့ရသေးကြတော့လေအပေါ်မဟုတ်ဘူးသူကအောက်ကိုကြည့်တာအောက်ကိုကြည့်ရဆိုတာမြေကြီးနဲ့ပတ်သက်တဲ့ဟာပေါ့မြေငလင်လောက်တာဘလို့ပါညာပေါ့ဗျာနေချံအတက်ဆိုတာလည်းရှိတယ်ဟောလို့မဟုတ်ဘူးအဲ့လိုဘက်ကသူကမှတ်တမ်းမှတ်ရလုပ်ပြီးတော့ဒါဟောစရန်ထုတ်တာပေါ့တချို့ရသေးကြတော့သူကဒီရှိတဲ့တက်ကြည့်တာပေါ့အပေါ်လည်းမဟုတ်အောက်လည်းမဟုတ်ရှိကြည့်တော့ပါကြည့်မယ်တော်ရတော်လည်းမှာတက်ပြနေနွယ်တွေချုံနေပဲရှိအဲ့ဒါတွေကသူကတူးဆွား တက်ခေါက်တွေဘာတွေမြေဥတွေဘာတွေလုတ်ပြီးတော့ဆေးကျမ်းပေါ့ဗျာနော်လောကကြီးဝါးကြီးကောင်းမွန်ကြီးပေါ့နော်တတဝါကြီးကျေတာပဲပေါ့အဲ့လိုဆေးမြစ်တွေဘာတွေလုတ်ပြီးတော့ရှာဖွေပြီးတော့လုတ်ကြအဲနောက်ဆုံးတစ်ခုကတော့ तू ကအပေါ်လည်းမကြည့်ဘူးအောက်လည်းမကြည့်ဘူးရှေ့ဆေးကျမ်းနဲ့စိတ်ဝင်စားအောင်အာနာပါနလည်းမလုပ်ဘူးအဲ့ဒီရသေးအုပ်စုကြတော့ဘာလဲဆိုတော့ तू ကကဏန်းတင်ချာတွေကိုအပေါင်းတို့မြောက်စားဤလေးပန်းနဲ့လက်ကစားတာပြောရရင်နော်လက်ကစားတာကြောက်တွက်တာတက်ပြီးတော့အဲ့ဒါလည်း तू ကထားပါတော့ဗျာ မေပကနံဘာအကျဉ်းကဘလောက်ပါညာအဲ့ပညာရတခုလုပ်တယ်အဲ့ဒီကဘာတွေလဲလို့ဆိုတော့နောက်ဆုံးတော့သူတို့ပညာရတခုအနေနဲ့သူတို့ထုတ်ပေါ်လာကြတော့ဆွမ်းတိုးပေါ်လာကြတဲ့အခါကျတော့တကယ်တမ်းလောကဖြစ်ရတဲ့နဲ့တိုက်ဆိုင်နေဆိုမှလည်းပဲတာမန်တိုက်ဆိုင်မှုပဲသိပ္ပံနည်းကြလည်းမဟုတ်ဘာမှမဟုတ်တရှိခေခါရဲ့သူတို့လုပ်တဲ့ဟာမြတ်စွာဘုရားရှင်ပွင့်ထုံးတော်မူတဲ့အခါကျတော့အကုန်လုံးကိုကော်ရက်ရှင်လုပ်တာပေါ့ဗျာဒါကြီးကမဟုတ်သေးပါဘူးဒါမှမဟုတ်ဘူးနေလာနှစ်ခါကြည့်တဲ့ ကြည့်ပြီးပြောတဲ့ပုဂ္ဂိုလ်လည်းဘုရားရှင်ဟောတာပဲနခတံပရိမန္တံဘာလံအထောဥပ္ပစကအထောအထတနခတံကိယထံဂရိဇန္တိတာရကကျန်တဲ့လူတွေအတုမကြူကြနဲ့အဲ့ဒါဒိဗ္ဗံနခတံပရိမန္တံနခတံမြင့်မှုကိုစင်စက်မပြတ်လက်ပတ်သွာလာနေကြကုန်သောပရိနခတရာတို့ကိုပရိမန္တံမျောလင့်ဆောင်စားအားထားနေကြကုန်သောဘာလံចောင်းကျိုးမသိလူငတိကိုအထောအကျိုးစီးပွားတို့သည်ဥပ္ပစကဖဲခွာရစ်သွားလိမ့်မည် ကိဉ္ယထံကရိသန္တိတာရကတာရကကောင်းကင်ရကြေတာရာတို့စီကိဉ္ယထံအဘယ်ကဲသို့သောအကျိုးကိုကရိသန္တိပြုနိုင်မှန်းနေတောသူသွားလာနေဗာကျိုးမပြုဘူးတဲ့ကိုလို့တဲ့ကောင်းမှုကုသိုလ်ကာယကံစီကအဖေရဒါသေးချာဟောထားတာပေါ့ဗျာခုနပြောတဲ့ပေါင်းနှုတ်မြောက်စား၄ပါးနဲ့လက်ကစားတဲ့ပုံစံတွေလည်းဒီနိုင်မယ်မြတ်စွာဘုရားရှင်ဒါကျွန်တော်ပြောဖို့ရတဲ့ဟိုတုန်းကသတ္တတိကဏကဏနပြိစေတော်သစ္စာ၄ပါးကိုဟောတဲ့အခါမှာမြတ်စွာဘုရားရှင်သတ္တတိကဏနပြိစေတော် စတ္တရီ၄ခုစီကွာ၄ကဏ္ဍခုစီကကဏ္ဍရေတွက်မြင့်မြတ်တော့ပြိစီတော့အပိုင်းချပဲ၄ဆိုတာဘာမှမဟုတ်ဘူးတဲ့အပိုင်းချဒါသစ္စာ၄ပါးဟုတော့ဟောတာနော်ဒါကလည်း၄ကိုပြောနေတာ၄ဆိုတာ၅နဲ့အဲဟောတာ၃နဲ့၅ကြားမှာဗျာမများအောင်ထည့်ထားတာပဲတဲ့ဘာတမိုးမှလည်းမရှိဘူးခန္ဓာ၅ပါးကိုဟောတဲ့အခါလည်းဒီတိုင်းပဲပြိစာတိကဏ္ဍပြိစီတော့ပြိစာတိ၅ခုစီကွာ၅ကဏ္ဍခုစီကရေတွက်ခုစီကခန္ဓာနဲ့ရေတွက်ချင်းမြတ်တော့ပြိစီတော့အပိုင်းချပဲဘာမှ အကျိုးပြည့်မရှိပါဘူးလို့ပြောတာ။အဲသူတို့ဟာတွေမြတ်စွာဘုရားကျန်ကွန်ကော်ရရှင်လုပ်ပြီးတော့ကန်ဆယ်လုပ်ဖြစ်တာပဲလေ။ဟောဒါတွေဟာ။အဲ့တော့ဆိုလိုတာကဒီဇမနာတွေရာယသိတွေရဲ့တနည်းအားဖြင့်ပြောရင်တော့ဒါကတော့နည်းနည်းသက္ကလုံချင်းသိမယ်လို့တော့ထင်တယ်။ဒါပဲသိခံပြီးပါတမာဒိဋ္ဌိတွေပြောတာ။ဟောပါဘော။ယသိတွေရဲ့စိတ်ကူးရင်တာတဲ့မှတ်တမ်းတွေကိုပြန်ပြီးတော့လောက်ကြတာပါပဲ။ ဇမလာတွေလက်ဆင့်ခံယူတယ်လက်ဆင့်ခံယူပြီးတော့ဒီဘက်မှာတချို့ဘာသာရေးခေါင်းဆောင်တွေလောက်ကြတယ်သူခေသူခဘာသာရေးခေါင်းဆောင်ကိုပြင်ကြိုက်တဲ့ခေါင်းဆောင်ကတော့ပရောဟိတ်တွေဖြစ်ကြတာပေါ့ဗျာနန်းတွင်းသုံးတာပေါ့နော်ပြင်ဆရာပေါ့မင်းဆရာဖြစ်တာပေါ့ဘရင်မကြိုက်တဲ့ပယ်ထားတဲ့ပရောဟိုဇမနာတွေကတော့ရောက်ွက်တဲ့လှုပ်ရှားတာပေါ့ဗျာဘေးရင်တွေဘာတွေဟောလှုပ်ရှားကြတော့တကယ်တမ်းတော့ဘာမှဟိုအကူလောက်စရာမရှိပါဘူးလို့ပြောတယ် ပညာရအနေနဲ့တော့ရှိတယ်ဒါပေမဲ့ထေရဝါဒဘုရားဘာသာတွေကဒီလောက်အကူရမယ်အရာမဟုတ်ဘူးအလေးထားရတဲ့ဟာမျိုးပြစ္ဆုတ်ပံဖြစ်ရတဲ့ခုကိုကျွန်တော်ပြောမယ်နော်အဲ့ဒါက conclusion ပေါ့နောက်ဆုံးကကျွန်တော်တို့ဘုရားဘာသာမှာရွှေကျင်သာသနာပိုင်းစံကင်းဆရာတော်ဘုရားကြီးဆိုတာရှိတယ်အဲ့ဒီစံကင်းဆရာတော်ဘုရားကြီးတတော်ထင်ရှားရှိစဉ်တော့ဒီမှာဒီမှာလက်ဒီဘေဒင်တွေကဟိုကဖြစ်နေတာပေါ့ဗျာဆရာကြီးတွေတပုံမရှိတော့ဒါဘေဒင်ဆရာတွေအလုံးရှုပ်လိုက်ဤတွေအလုံးခွဲလိုက် အဲ့ဒီစံကင်းရွှေချင်းသာသနာပိုင်းစံကင်းဆရာတော်ဘုရားကြီးရဲ့အာယုဒတ္တဆိုတဲ့အသက်ကိုတွက်ဆန်းပေါ့အသက်တွက်ဆန်းတဲ့ဘယ်ချိန်သိမယ်ဆိုတော့တွက်ခိုင်းတာဒါ challenge ပဲသူတို့ကလည်းလက်ခံတယ်တွက်မယ်သူတို့နည်းတွေသိတယ်အကုန်လုံးအဲ့တော့ပထမအဦးဆုံး group တစ်ခုပေါ့ဘယ်ချိန်ဆရာတွေပြောပါလိမ့်ညောင်ကန်နီးလို့ခေါ်တယ်ဒါသူတို့တွက်ကြတယ်ညောင်ကန်နီးရဲ့တွက်တဲ့ကအဲ့ဒီစံကင်းဆရာတော်ဘုရားကြီးရဲ့တက်တော်ဟာသူတို့ရဲ့တွက်နည်းရမှာ69နဲ့5လ25ရက်နဲ့6နာရီပဲရှင်းမယ်လို့ပြောတယ် definite တက်တာ နောက်နောက်တနည်းဂရုကတွက်တယ်ဂွေးဂျုံနီးလို့ခေါ်တယ်။သူကလည်းဒီတိုင်းပဲ68နှစ်နှစ်တူတယ်။ဒါပေမဲ့ရက်လမကွဲသွားတယ်။68နှစ်9လ73ရက်နဲ့8နာရီနော်။ခုနက68နှစ်9လ25ရက်နဲ့9နာရီ။ဒါကညောင်ကန်နီးအခုဂွေးဂျုံနီးက68နှစ်9လ73ရက်နဲ့8နာရီ။ကဲဒါဖြစ်ရင်ဂျန်နဲ့ဘောဟိတ်တွေ နာမည်ကြီးဆရာကြီးရှိသေးတာရှိတယ်သူတို့ကအပရိဝါဒပေါ့ဒီနှစ်နီးရလွဲရင်နောက်တနည်းရှိသေးတယ်သူတို့တွက်ဆန်းတဲ့တွက်တော့တရ9နှစ်9လ25ရက်နဲ့9နိုင်ညောင်ကန်နီးနဲ့သူကနှစ်တော့กว่าတယ်ရက်လနိုင်ကဲအဲ့ဒါကြောင့်စောင့်ကြည့်ကြကုန်ပြီဖြစ်တယ်ဆရာတော်ဘုရားရက်တက်တော့တရားရောက်လာတရားရောက်လာတော့ခုန69ပါမမှန်တော့ဘူးနီးနှစ်နီးရလွဲပြီးရနေနေလေးသွားပြီးအပရိဝါဒပဲစောင့်ကြည့်ကြဆိုပေါ့ဒါလည်းသူတို့စိတ်ပြတ်သွားတယ်သူတို့အမတန် ဂုံယူတဲ့အမတန်လေးစားလိုက်နာတဲ့ဤတွေမဟုတ်ဘူးဆိုတာသိသိရတာကြတော့ဆရာတော်ဘုရားကြီးကိုရှောက်တယ်ဘုံမင်းလေးရှင်ဘုရားရဲ့အာယုတ္တတာကိုဆက်ရတာမလွယ်ဘူးဗျာတဲ့နော်တော်တော်ဖျက်ရင်းနေပေါ့ရှောက်တော့ဆရာတော်ဘုရားကြီးကမိတ်တယ်ဗျာအေးတဲ့မင်းတို့ကငါရဲ့မွေးတဲ့ဇာတာကြည့်ပြီးတွက်ကြတာကိုတဲ့ငါမွေးတုံးလားလို့ဘုရားမဟုတ်တာပဲတဲ့လက်ရှိလုံနေတဲ့အလုပ်ကိုကြည့်ပြီးတွက်တော့မှမင်းတို့မှန်တော့မှာပေါ့ဟုတ်ဘူးလားလူတွေလား အပုဒ္ဒကံဖြတ်ပြီးတော့လဲအစောကြီးဒေသနိုင်ညာပဲမဟုတ်တာလုံနေတယ်လေပုဒ္ဒကံလေးနဲ့ဆက်ပြီးအသက်120လောက်ရှိသွားတာလည်းရှိတယ်ဟိုးအစမွေးတော့ကမွေးစားတာလေးကလုံလောက်ပါမလားသတ္တဝါတို့ကမဟုတ်လားဥပမာပြောတာရဲ့သတ္တဝါရဲ့နီးတွေလွဲလာပြောတာပါဒီလိုနဲ့တတ္တယနီးကိုစောင့်ကြည့်စောင့်ကြည့်တော့တတ္တယနီးကခုနပြောတရား9နှစ်9လ25ရက်နဲ့9နှစ်ဆရာတော်ကြီးအသက်တရားပြေးလာတယ်တရားတနည်းတရား2နှစ်လည်းရောက်တော့ပြန်နေတော့မူသားတယ်အဲ့တော့3ပါးသလုံးဒီအကုန်လွဲတယ်လွဲတဲ့ပြင်နီးစက်မှုမရှိဘူး ဲ့တော့ကျွန်တော်တို့ဒေသဝါဒပုဂ္ဂိုလ်တွေအနေနဲ့ကြည့်ရင်ဆိုဆရာတော်ဘုရားကြီးကဩဘေးရှင်ကိုဟောဗရဏပြုဝမာဏပြုပြီးတော့အာမကိုကြဖို့ကြားချပြီးတော့သူကိုယ်စီတော်ပြန်လွန်တော်မူသွားလားမသိဘူးဗောဒီဘက်ကနေရောသုံးဆက်ကြတာဗောဗျာအဲ့တော့ဆိုလိုတာကဗမာပြည်မှာလူ့အတန်း90ကျော်ရှိတယ်ဘေးရှင်ယုံကြည်တဲ့ပုဂ္ဂိုလ်နဲ့ဒေသဝါဒပရိက္ခကစားယုံကြည်တဲ့ပုဂ္ဂိုလ်ခွဲရင်လူ့ရဲ့အပြင်ဘေးရှင်ယုံကြည်တဲ့ဘက်ကတားတယ်အသာကြီးရတယ်သာသီရပြင်မဲ့လေဒီပရိက္ခယုံကြည်တဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဆွမ်းအားအပ္ပတန်ထက်တဲ့ သာသနာပြုပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ထေရဝါဒပရိက္ခတော်တွေကိုပျောက်ပြက်အောင်တော့သူတို့မလို့ဆန်းဆောင်နိုင်အမှန်တော့ဒီပညာအရဟဟောဖြစ်ရင်ထေရဝါဒပရိက္ခတော်ပျောက်သွားတယ်ဒါတထိုင်းလို့ပါလို့မှာဖြစ်ခဲ့တာနော်အဲ့တော့မဆန်းဆောင်နိုင်သေးဘူးဒီဘက်ကလူကြီးအဖြစ်နဲတော်လည်းပဲစိတ်ဓာတ်အင်အားမြင့်မာပြီးတော့သာသနာပြုစိတ်ဓာတ်ရှိတဲ့ထေရဝါဒပုဂ္ဂိုလ်တွေကလည်းပဲဒီပရိက္ခတော်ကိုအဲ့ဒီဘေးရင်ပညာကိုလွှမ်းမိုးအောင်သူဘေးရင်ပညာကိုအမြင့်ပြုတ်အောင်လည်းမရင်းနှီးရှင်ကြီးမဆန်းဆောင်နိုင်ကြသေးဘူးအဲ့သူလည်းမပြုတ်ဘူးကိုယ်လည်းမပြုတ်ဘူးအဲ့ဒါ ဘောဓာကွဲလဲစာနဲ့အေးချင်းစာနဲ့ပဲလက်ရှိတည်ရှိပြီးတော့နေတယ်လို့ဒီလိုပဲယူရမှာပေါ့နော်။ဒါကြောင့်ဟိုပြောကျင်တာကတော့ဒီကုန်းချုပ်ပြောကျင်တာကတော့ဟိုပထမပုံမှန်ပြောတဲ့နတ်လူဟဲ့ငကားအကြောင်းလူပေါ့ဗျာ။ငကားကရှိပါတယ်။ဒါပေမဲ့ငကားနဲ့လူတွေရဲ့ဆက်ဆံရေးကလူရသည်ချက်တော့မပေါ်ကြနဲ့။နောက်သမိုင်းတည်းကံဖြစ်လိမ့်မယ်အတိတ်ပဲမရှိဘူး။ဒီမှာလည်းဗေဒင်ပညာကရှိနေတယ်။ဘုရားရှင်မပွင့်ထုံးကနေရရှိနေဒီစီ1500လောက်ပြရှိနေတယ်ခရစ်မပေါ်ဒါပေမဲ့ယနေ့အချိန်ကြီးမှာလည်းပဲသူတို့ယုတ်တိဗေဒနေရပြင်ရော မိဂတော်နေရောင်နိုင်ရှင်လေးလာကြည့်ပေါ့လေးလာကြည့်တဲ့အခါမှာဗေဒင်ပညာကိုလူသားတွေနဲ့ဆက်ဆံရေးရလိုအပ်တာတဲ့တော့မပူမိစေနဲ့တော့။ဒါကြောင့်လဲဆိုရင်တမားလေးရှိပြတ်သွားရင်မကောင်းဘူးသာသနာ ထိပါတယ်။အဲကျွန်တော်ရဲ့အမြင်ပါပဲနော်။ဒါလိုလေးဖြေကြ